တရုတ်မှာကမ္ဘာအမြင့်ဆုံးတံတားကိုတနင်္ဂနွေနေ့ကဖွင့်လှစ်ပြီးဖြစ်တယ်လို့နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါရယ်အင်ဂျင်နီယာနေဘရဲ့အောင်မြင်မှုအဖြစ်၃နှစ်ကြာတည်ဆောက်ခဲ့တဲ့အဲ့ဒီတံတားဟာတပြည်နယ်ထဲမှာရှိတဲ့ရခင်ကကမ္ဘာအမြင့်ဆုံးတံတားကိုစံချိန်ချိုးလိုက်တာဖြစ်ပါတယ် နိုင်ငံရဲ့တောင်ပိုင်းပြည်နယ်ကွီကျုရှိမြစ်တမြင့်နဲ့ဂျိုင်ဝမ်းကြီးတစ်ခုကိုဆက်တွယ်တိဆောက်ထားတဲ့ဟွာဂျန်ဂရန်ကန်ယွန်တံတားဟာအမြင့်625မီတာရှိပါတယ်။တပင်းနယ်ထဲမှာရှိတဲ့ပေပန်းကျင်တံတားမှာအမြင့်965မီတာရှိတာကြောင့်ကမ္ဘာဒုတိယအမြင့်ဆုံးတံတားအဖြစ်ကိုရောက်ရှိသွားပါတယ်။ အဲ့ဒီအရာမှတရာကြီးပေါ်ကကားတွေဖြတ်တန်းသွားလာနေတာကိုနိုင်ငံပိုင်မီဒီယာတွေကတနင်္လာနေ့က drone နေနဲ့ရိုက်ကူးပြီးတော့ရုပ်တံတွေထုတ်လင်းပြသခဲ့ပါတယ်။တရာကြီးရဲ့အပြာရောင်ထောက်တိုင်တွေကလည်းတိမ်တိုက်တဲ့ထိုးဝင်နေတာကိုမြင်တွေ့ရပါတယ်။စီမံကိန်းအင်ဂျင်နီယာတွေနဲ့ဌာနေတာဝန်ရှိသူတွေပါ ပရိသတ်လူအုပ်ကတရားဖွင့်ပွဲကြီးကိုလာရောက်ကြည့်ရှုပြီးတော့တချို့ကနိုင်ငံပိုင်မီဒီယာတွေမှာတိုက်ကြိုက်အင်တာဗျူးရမှာသူတို့ရဲ့ဂုဏ်ယူမှုနဲ့စိတ်လုံရှားမှုကို ထုတ်ဖော်ပြောဆိုကြပါတယ်။ဟွာချန်းဂရန်ကန်ယွန်ဘရစ်တရားကို ဖွင့်လှစ်ပေးနိုင်တာဟာဂျိုင်ဟွမ်းကြီးရဲ့တပတ်ချက်စီကြားကခီးသွွားချိန်ကို အချိန်2နာရီကနေ2မိနစ်စီလျှော့ချပေးတယ်လို့ ပြည်နယ်တည်ယူရေးဌာနအကြီးကဲကျန်ရင်ကဘုဒ္ဓဖူးနေကတရင်းစာရှင်းလင်းပွဲမှာပြောပါတယ်ဒီလိုဖွင့်လှစ်နိုင်တာဟာဒေတာတွင်တည်ယူပို့ဆောင်ရေးကိုအများကြီးတိုးတက်ကောင်းမွန်စေပါတယ်လို့သူကဆိုပါတယ်စီးပွားရေးလှင်မြန်စွာတိုးတက်ပြီးမြို့ပြဖွံ့ဖြိုးမှုကာလတွေဖြစ်တယ်ပြည်ကရဆယ်စုနှစ်တွေအတွင်းတရုတ်နိုင်ငံဟာအဓိကအခြေခံအဆောက်အအုံစီမံကိန်းတွေထဲမှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံလျက်ရှိပါရယ်ခင်ဗျာ လူ့ဘောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။